ါရှင်ဒီနေ့ကတော့နောက်ဆုံးသကြံအတက်နေ့ဖြစ်ပါတယ်ဒီသကြံအတက်နေ့မှာဆိုလို့ရှိရင်အခုဒီနေ့ပြည်တော်ရဲ့လမ်းလျှောက်သကြံမှာဆိုရင်လူတွေကအရန်ကိုစစ်စစ်ကကနဲ့ရှိနေတာတွေ့ရပါတယ်ကားတန်းဆိုလို့ရှိရင်တော့ဟိုးကအစိုးမြင့်ရနေပြီးတော့တောက်လျှောက်ကားတွေအပြည့်နဲ့တန်းစီနေကြတာတွေ့ရပါတယ်လူတွေဆိုလည်းပြည့်ပြီးတော့တန်းစီနေတာတွေ့ရပါတယ်ရှင်ဒါကလမ်းလျှောက်သကြံကိုလက်ပတ်နေကြတဲ့လူတွေရဲ့မြင်ကွင်းဖြစ်ပါတယ်ရှင် ရောအခုဒီပါပေါ်မှာသဏ္ဍာန်သာလင်းတည်းရဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကအစတော်တော်စီကားနေတာတွေ့ရပါတယ်ရှင်ခုမြင်တွေ့နေရတဲ့အတိုင်းပဲလူတွေကပြားပန်းခက်မြ၊စီကားနေတာတွေ့ရှိရပါတယ်။ကြံနောက်ဆုံးနေ့ဖြစ်တဲ့တွေ့လဲပိုလူများနေတာဖြစ်ပါတယ်။ဟုတ်ပါဦးမဟုတ်ပါဘူး။ဟုတ်ကဲ့။ မန်တပ်ဖြောပြေးရေးတွေတခုမှမရှိဘဲနဲ့ဒီတိုင်းပဲလမ်းလျှောက်တကြံရိုးရိုးပဲကျင်းပနေတာဖြစ်ပါတယ်ဒါပေမဲ့လူတွေကတော့မြို့ထဲကိုပတ်ပြီးတဲ့ရေရေပက်ခံကားတွေရောမြို့ထဲကိုမပတ်ဖက်နဲ့ဒီတိုင်းခုဟာကိုလာတဲ့အိစီကားတွေရောနဲ့စီကားတိုက်မြိုင်နေတာဖြစ်ပါတယ်ဒီနေရာလေးကတော့တနခါလိမ့်လို့ရတဲ့မြို့သူမဆိုတနခါသွေးပြီးလိမ့်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်ဒီနေရာလေးမှာစတုတီတာမန်တပ်လည်းရှိရတဲ့အတွက်လူများလည်းစီကားလည်းရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာနှစ်သက်လေးဖြစ်ပါစေရှင်